ရီယိုအန်ယူဂျီကိုနားတော်တာဆင်းနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာခုချိန်အစပြီးတော့ရီဒီယိုအန်ယူဂျီရဲ့အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့တပတ်တွင်းသတင်းတွေကိုတင်ဆက်ဖို့အတွက်ချိန်ကြအောင်လို့လာပြင်ပြီဖြစ်ပါတယ်ခုဒီတပတ်မှာတော့တပတ်တွင်းသတင်းတွေကိုကျွန်တော်ရန်နိုင်နေတူကျမအေရီတို့ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါမင်္ဂလာပါအေရီရေဟုတ်ကဲ့မင်္ဂလာပါကိုရန်နိုင်ရေဟုတ်ကဲ့ပါအခုဒီတပတ်မှာတင်ဆက်ပေးမယ့်တပတ်တွင်းသတင်းတွေထဲမှာပထမအဦးဆုံးအနေနဲ့အေရီကဘယ်သတင်းကိုများတင်ဆက်ပေးမလဲဆိုတာလေးပြောပြပေးပါဦး ဟုတ်ကဲ့ပါဒီတပတ်အတွက်ပထမအုံဆုံးအနေနဲ့ KNPP ဥက္ကဋ္ဌနဲ့ NUG ယာယီသမ္မတတို့တွေ့ဆုံပြီးတော့တော်လှန်ရေး Federal Democracy နဲ့စစ်ဘေးရှောင်တွေအရေးကိုဆွေးနွေးခဲ့တဲ့ဆိုတဲ့အကြောင်းအရာကိုပြပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတော်ယာယီသမ္မတတို့ကလက်ရှိလာနဲ့ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌခူဦးရဲတို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့စက်တင်ဘာလ29ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ခေါင်းဆောင်နှစ်ဦးအနေနဲ့လက်ရှိနိုင်ငံတွဲမှာဖြစ်ပေါ်နေတဲ့တော်လှန်ရေးအခြေအနေတွေကြုံတွေ့နေရတဲ့တော်လိုင်းရေးဆိုင်ရာစိန်ခေါ်မှုတွေကိုအတူရင်ဆိုင်ကြော်လွားနိုင်ဖို့နဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။အလားတူဒီနိုင်ငံအနှံ့ပေါ့နော်ဒီအကြမ်းဖက်စစ်တပ်ရဲ့ပြစ်မှတ်မခွဲခြားဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ထိခိုက်သေးဆုံးခဲ့ရတဲ့မိသားစုတွေထိခိုက်ဒဏ်ရာကြောင့်ကုသနေရတဲ့သူတွေနဲ့အသက်အိုးအိမ်စီးဆိုင်တွေဆုံးလွတ်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေကြရတဲ့စစ်ပေးရှောင်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာကိစ္စတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့သိရပါပါတယ်ရှင်။ ဟုတ်ကဲ့ပါခွေနိုင်ဒါဆိုရင်ဒုတိယမြောက်တပုတ်ကောဘယ်သတင်းကိုများတင်ဆက်ပေးမလဲရှင်ဟုတ်ကဲ့ပါအခုဒုတိယမြောက်အနေနဲ့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့သတင်းကတော့နယူးယောက်မြို့မှာကျင်းပတဲ့မြန်မာမျိုးသမီးများနဲ့လူနည်းစုများရဲ့တော်လှန်ရေးအတွင်းတင့်မြတ်ညီညွတ်ခြင်းနှင့်ခန္ဓာရည်စွမ်းကိုထင်ရှားသောအတန်များဆိုတဲ့အခမ်းအနားကိုနိုင်ငံဆိုင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဝန်ကြီးနဲ့တာဝန်ကြီးတို့တက်ရောက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် မေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာကျင်းပတဲ့မြန်မာမျိုးသမီးများနဲ့လူနည်းစုများရဲ့တော်လှန်ရေးအတွင်းတင့်မြတ်ညီညွတ်ခြင်းနဲ့ခန္ဓာရင်စွမ်းကိုထင်ဟပ်သောအသံများဆိုတဲ့ခန္ဓာကိုနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဝန်ကြီးနဲ့တာဝန်ကြီးတို့တက်ရောက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အော်တိုဝါလာတရက်နေ့ကနယူးယောက်မြို့မှာမြန်မာမျိုးသမီးများနဲ့လူနည်းစုများရဲ့တော်လှန်ရေးအတွင်း ်သိမ့်မြတ်ညီညွတ်ခြင်းနှင့်ခန္ဓာရည်စွမ်းကိုထင်ဟပ်သောအတန်များခေါင်းစဉ်နဲ့ကျင့်ပါတဲ့ခန္ဓာကိုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတိုင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ဒုတိယဝန်ကြီးဦးမိုးစောဦးလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်မူကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းတို့အပါအဝင်နိုင်ငံတကာနဲ့ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းတွေနယူးယောက်မြို့မှာရှိတဲ့မြန်မာနယ်ဘွားတိုင်းရင်းသားတွေစုစုပေါင်း130ခန့်တက်ရောက်ခဲ့တယ်လို့သိရပါဗျာ။ ဒီခဏမှာကုလသမဂ္ဂဆိုင်ရာမြန်မာအထူးကိုယ်စားလှယ်တွန်အန်ဒရူးကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မုံထွန်းမြန်မာနိုင်ငံဆိုင်ရာနော်ဝေးအထူးကိုယ်စားလှယ်မစ်ဂီးစ်လီဟန်မာ International Civil Society Action Network ICAN က Program Director Miss Helena Grunberg တို့ကနေပြီးတော့အမှားစကားပြောကြားခဲ့တယ်လို့အသိပေးထားပါတယ်။အခမ်းအနားမှာ2021အာဏာသိမ်းမှုအပြီး ပြည်သူအချို့ရဲ့ကိုယ်တွေ့အတွေ့အကြုံတွေကိုမျှဝေခဲ့တယ်လို့တွန်လိုင်းသချင်းတွေဆိုတာမှတ်တမ်းရုပ်ရှင်ပြတာကြပြရွတ်ဆိုတာစတဲ့အစည်းအဝေးတွေပါဝင် CDM မျိုးသမီးတွေလှုပ်ထားတဲ့လက်မှုပစ္စည်းတွေပိဋိပက္ခအခြေအနေမှာလိမ်မိုင်းဆိုင်ရာကျမ်းပတ်ခံရပြီးရှင်သန်ကြံရစ်တဲ့မျိုးသမီးတွေရဲ့ရုပ်ပုံနဲ့စကားသံတွေမြမပိဋိပက္ခနဲ့တဘာဝတရားဇာတ်ရင်းမြစ်များအိန်းချင်းနိုင်ငံများရဲ့အကျိုးစီးပွားဆိုင်ရာဆက်ဆက်ပတ်သက်မှုတွေကိုထင်ဟပ်ပြသတဲ့မြေပုံနဲ့မြမရိုးရာရင်ချင်းမှုပုံရိပ်တွေကိုခင်းချင်းပြသခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအဲ့ဒီခုနောက်ထပ်တင်ဆက်ပေးမယ့်သတင်းလေးကိုလည်းပြောပြပေးပါဦးဟုတ်ကဲ့ပါအခုဆက်ပြီးတော့ဒီအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဒုတိယဝန်ကြီးဦးချစ်ထွန်းကွယ်လွန်မှုအပေါ်ပေါ့နော်ဝန်ထဲအကြောင်းကို NUG ကထုတ်ပြန်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ Federal ပြည်ထောင်စုရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးချစ်ထွန်းခေါ်မာခူးဦးချစ်ထွန်းဟာဆိုလို့ရှိရင်2025ခုနှစ်စက်တင်ဘာလ25ရက်နေ့ကယောဂနဲ့ကွယ်လွန်သွားခဲ့တယ်ဆိုပြီးတော့ NUG ကထုတ်ပြန်ကြေညာခဲ့ပါတယ် ဒီဆုံးရှုံးမှုဟာကရင်ပြည်သူတွေနဲ့တော်လိုင်းအင်အားစုတွေအတွက်ကြီးစွာသောထိခိုက်မှုတစ်ရပ်ဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ဥချစ်ထွန်းဟာကရင်ပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦး KNPLF ရဲ့ဗဟိုကော်မတီဝင်တပ်ဦးအဖြစ်နဲ့1992ခုနှစ်ကစတင်ပြီးတော့စစ်ရေးနိုင်ငံရေးနဲ့ဆက်ဆံရေးဆိုင်ရာတာဝန်တွေကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ 2021ခုနှစ်အေပီလ16ရက်နေ့ကနေစပြီးတော့ NUG ရဲ့ Federal ပြည်ထောင်စုရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပြီးတော့ဆရာနာရှင်စနစ်ကိုအဆုံးသတ်ဖို့နဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဦးဆောင်ဦးရွယ်ပြုခဲ့ပါတယ်။ NUG ရဲ့ထုတ်ပြန်ချက်မှာဦးချစ်ထွန်းရဲ့ဒီဇိုင်းမတ်မတ်ကြိုးပမ်းဆောင်ရွက်မှုတွေကိုဂုံပြူထောပနာပြုထားပြီးတော့သူ့ရဲ့ဆုံးရှုံးမှုဟာဂရင်းနီပြည်သူတွေသာမကဘဲနဲ့ Federal ပန်းနိုင်ကိုရှေ့ရှုထားတဲ့တော်လှန်ရေးအင်အားစုတွေအားလုံးအတွက်ကြီးလေးတဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုရေအဝန်ကြီးဌာနကနေပြီးတော့လေဒီဦးချစ်ထွန်းရဲ့တွန်လိုင်းရေးအတွက်ပေးဆက်မှုတွေကိုလေးမြတ်စွာမှတ်တမ်းတင်ထားပြီးတော့သူ့ရဲ့မပြီးဆုံးသေးတဲ့ရည်မှန်းချက်တွေကိုဆက်လက်အကောင့်ထဲပို့ဖို့လည်းကတိပြုထားပါတယ်။ဒါအပြင်လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH တို့ကနေပြီးတော့လေဦးချစ်ထွန်းရဲ့ကွယ်လွန်မှုအပေါ်မှာဝန်ထမ်းအကြောင်းသဝင်လွှာတွေအသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာဦးချစ်ထွန်းရဲ့ဤမန်းချက်ဖြစ်တဲ့တရားမျှတလွတ်လပ်ပြီးတော့ဒန်းတူညီမျှတဲ့ Federal Democracy ပြည်ထောင်စုထူထောင်ရေးအတွက်ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်းကတိပြုထားပါတယ်ရှင်။ဟုတ်ကဲ့ပါကိုရနိုင်ဒါဆိုရင်နောက်ထပ်သတင်းတစ်ပုဒ်ကောဘယ်သတင်းကိုများရွေးချယ်ထားလဲပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါအခုဒီတစ်ခါတင်ဆက်ပေးမယ့်သတင်းကတော့စရုံးမျိုးကိုလေချောင်းတက်ခတ်မှုမှာ၃ဦးထပ်မံတေဆုံးသွားတဲ့အတွက်ကြောင့်တေဆုံးသူဟာ၁၂ဦးထိရှိလာတယ်လို့ KIA ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ် ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်တွေကစရုံးမြို့ကိုအာနာသိန်းစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့ရမှာဒဏ်ရာရတဲ့သူ3ဦးထပ်မံသေဆုံးသွားတဲ့အတွက်သေဆုံးသူဟာ12ဦးထိရှိလာပြီလို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကဖော်ပြထားပါတယ်စက်တင်ဘာလ29ရက်နေ့မွန်လပိုင်းကအာနာသိန်းစစ်တပ်ကတိုက်ပွဲဖြစ်တာမရှိတဲ့စရုံးမြို့ကိုလေကြောင်းကနေတိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်မူဂျိုကလင်းငယ်တွေအပါအဝင်10ဦးဟာအခင်းဖြစ်နေရာမှာပဲသေဆုံးခဲ့ရပြီးတော့ဒဏ်ရာရသူတွေတဲက3ဦးဟာထပ်မံသေဆုံးခဲ့တယ်လို့ဆိုပါတယ် လေကြောင်းတက်ခတ်မှုကြောင့်ပြင်းထန်တန်းရရသွားတဲ့၃ရောက်ဆေးကုသဖို့ဆေးရုံသွားချိန်မှာလမ်းထွက်မှာပဲတေဆုံးသွားတာလို့ KIA သတင်းပြန်ကြားရေးဌာနကအော်တိုဘားလ၁ရက်ညပိုင်းမှာသတင်းဖော်ပြပြီးအသိပေးထားပါတယ်။လေကြောင်းတက်ခတ်ခံရတာကြောင့်တေဆုံးသွားသူတွေကိုစက်တင်ဘာလ30ရက်မှာဇာပနာကျင်းပပေးခဲ့ပြီးတော့ဒေသနေပြည်သူတွေကဘုံကျဲတက်ခတ်ခံရတဲ့နေရာကိုတန်ရှင်းရေးလုပ်ပေးခဲ့ရတယ်လို့သိရပါတယ်။အဲဒီလေကြောင်းတက်ခတ်ခံမှုဖြစ်စဉ်ကြောင့်စရုံးမျိုးကဒေသနေပြည်သူတွေဟာလက်ရှိအချိန်ထိထိတ်လန့်နေကြပြီးတော့ လုံခြုံတဲ့နေရာတွေမှာတင်းရှောင်နေရကြောင်းနဲ့ထိခိုက်ဒဏ်ရာရသူ6ဦးကတော့ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးဌာနကနေပြီးတော့အသိပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့ဒီအခုတစ်ခါမှတော့ဘယ်သတင်းနဲ့တင်ဆက်ပေးမလဲဆိုတာပြောပြပေးပါဦးဟုတ်ကဲ့ပါအခုဆက်ပြီးတော့တာယာဝတီအချင်းထောင်ကနေလူရက်စီနိုင်ငံရေးကျင်းသား၅ဦးပြန်လည်ဖမ်းဆီးခံခဲ့ရတဲ့အကြောင်းအရာကိုပြောပြပေးပါမယ်။ပဲခူးတိုင်းတာယာဝတီအချင်းထောင်ကနေလူရက်စီပြီးတော့လွတ်မြောက်လာတဲ့နိုင်ငံရေးအချင်းသား၅ဦးကိုစစ်ကောမရှင်ကနေပြီးတော့ နောက်ထပ်အမှုတွေကပ်ပြီးတော့ပြန်လည်ဖမ်းဆီးခဲ့တယ်ဆိုပြီးတော့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကနေပြီးတော့ထုတ်ပြန်ထားပါတယ်။အော်တိုဘာလာတရက်နေ့မှာတာယာရီအကျဉ်းထောင်ကနေပြီးတော့နိုင်ငံရေးအကျဉ်းသား16ဦးအပါအဝင်အကျဉ်းသား30ဟာလွတ်ရဆေးတဲ့အတွက်ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ဆိုပါတယ်။ လွတ်မြောက်လာတဲ့နိုင်ငံရေးအကြံသား16ဦးအနက်က6ဦးကိုစစ်ကောမရှင်လောက်ခံပြည်ထရေးဌာနကထောင်မိုးဝါမှာပဲပြန်လည်ဖမ်းဆီးပြီးတော့တာယာဝရီရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ပြန်လည်ဖမ်းဆီးခံရသူ6ဦးအနက်ကမှကိုဆိုင်အောင်ငင်ကိုဂျယ်ရီကောင်းထိုက်ကိုတင်ဆိုးခေါ်နတ်ဆိုးမမေမြတ်သူနဲ့နောက်တဦးစုစုပေါင်း5ဦးကိုအကြံဖက်ပုံမှ52နဲ့ထတ်တက်ခဲ့ပြီးတော့တာယာဝရီအချင်းထောင်ကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။ အခုလိုမျိုးမဟုတ်မမှန်တဲ့ဆွဆွဲမှုတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအကြမ်းဖက်ပုံမှားတွေတက်ပြီးတော့ပြန်လည်ဖမ်းဆီးတာဟာလူခွင့်ရေးချိုးဖောက်မှုဖြစ်တာကြောင့်မို့ PBNM အနေနဲ့အပြင်းထန်ကန့်ကွက်ရှုံချထားပြီးတော့လူခွင့်ရေးအဖွဲ့အစည်းတွေအနေနဲ့လည်းစောင့်ကြည့်မှုတွေပြုလုပ်ကြဖို့ကိုတိုက်တွန်းထားပါတယ်ရှင်။ဟုတ်ကဲ့ကိုရနိုင်နောက်ထပ်သတင်းအောင်ပေးသတင်းများရွေးချယ်ထားလဲရှင်ပြောပြပေးပါအောင်။ဟုတ်ကဲ့အခုတစ်ခါတင်ဆက်ပေးမှာကတော့ဒီ Justice for Myanmar ဟာ 2025ခုနှစ် Right Livelihood Award ဆုရှင်ဖြစ်ရွေးချယ်ခံရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ Justice for Myanmar အဖွဲ့ဟာ2025ခုနှစ်အတွက် Right Livelihood Award ဆုရှင်ဖြစ်ရွေးချယ်ခံခဲ့ရပြီးတော့အဲဒီဆုဟာကမ္ဘာတွင်းမှာရှိတဲ့ငြိမ်းချမ်းရေးတရားမျှတမှုနဲ့ရေရှည်တည်တံ့မှုအတွက်ကြိုးပမ်းဆောင်ရွက်သူတွေကိုအသိမှတ်ပြုပေးရတဲ့ဂုဏ်သိက္ခာရှိတဲ့ဆုတစ်ခုဖြစ်ကြောင်း GFM မှအော်တိုဘလာတရက်နေ့မှာအတည်ပြုထုတ်ပြန်ပါတယ်။ Justice for Myanmar ဟာ2022ခုနှစ် February လမှာ မြန်မာစစ်တပ်ရဲ့တရားမဝင်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်နေတဲ့မြန်မာပြည်သူများရဲ့ရေစွမ်းတက်တိအတွက်ဂုဏ်ပြုတဲ့အနေနဲ့အဲ့ဒီစုကိုလက်ခံရယူမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒီစုဟာမြန်မာပြည်သူတွေရဲ့ Federal Democracy ငြိမ်းချမ်းရေးနဲ့တရားမျှတမှုအတွက်ရုန်းကန်ကြိုးပမ်းမှုတွေကိုကဘာကြီးကတိမှတ်ပြုကြောင်းထင်ရှားစေတဲ့အရေးပါတဲ့သတိပေးချက်တည်းဖြစ်တယ်လို့လည်းသိရပါတယ်။စစ်အုပ်စုကိုဗန္ဓာငွေလက်နက်နဲ့စွမ်းဆောင်ရည်တွေထောက်ပံ့ပေးနေတဲ့နိုင်ငံကအစိုးရတွေ Corporation တွေနဲ့မြန်မာ Crony တွေကြောင့်အကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပေါ်တယ်လို့လည်းထောက်ပြထားပါတယ်။ ဒါပြင်စေအုပ်စုဟာ2025ခုနှစ်ဒီဇင်ဘာလမှာအထူးရောင်ရွေးကောက်ပွဲတစ်ခုကျင်းပဖို့အတွက်ပြင်ဆင်နေပြီးတော့ခုခံတော်လှန်မှုတွေကိုဖြိုခွဲရန်အခြေသားတွေပေါ်မှာအကြမ်းဖက်မှုတွေတိုးမြင့်လှုပ်ဆောင်ရရှိတယ်လို့လည်းဆိုပါတယ်။မက်ဂျာနာမောင်ကလက်တွေ့အရေးယူဆောင်ရွက်တာတွေလှုပ်ဆောင်ဖို့ကအခုချိန်မှာရည်ကြီးဆုံးပါပဲ။ကမ္ဘာတွန်းကဆွေရောက်တွေအနေနဲ့စေအုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲကိုစတင်ကြဖို့ပြည်သူပေါ်ကျူးလွန်တဲ့စေအုပ်စုရဲ့အကြမ်းဖက်ဆစ်စင်ရေးကိုတတ်ဆိုးရှိစေတဲ့ဆက်လက်နက်စက်ပစ္စည်းကိရိယာနဲ့လေရင်စီစီးဝင်မှုလမ်းကြောင်းတွေကိုရပ်တန့်ရေးပြစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုညှိနှိုင်းချမှတ်ကြဖို့တောင်းဆိုပါတယ်။ကုမ္ပဏီတွေယင်းနှိမ့်ညံ့သူတွေအနေနဲ့စစ်အုပ်စုရဲ့ဗန်နာငွေစစ်လက်နက်စက်ပစ္စည်းကိရိယာနဲ့လေရင်စီရရှိနေမှုတွေကိုဖျက်တောက်ဖြစ်ဖို့မဖြစ်မနေဆောင်ရွက်ရမှာဖြစ်ပါတယ်ဆိုပြီးတော့လည်းတောင်းဆိုထားပါတယ်။အခုနှစ် Right Livelihood Award ဆုရှင်တွေမှာဆူဒန်နိုင်ငံမှာ Emergency Response Rooms Pacific Island Students Fighting Climate Change ကူအန်မဂျူလီယန်အော်ဂွန်နဲ့ထိုင်းဝမ်မအန်ဒရီတန်လို့ပါဝင်ပြီးတော့1980ခုနှစ်မှစတင်ပေးရလာခဲ့တဲ့အဲ့ဒီစုဟာ ယခုချိန်ထိဆိုရင်နိုင်ငံပေါင်း82နိုင်ငံမှလူပုဂ္ဂိုလ်နဲ့ဖွဲ့စည်း203ဦးကိုချီးမြှင့်ပေးရခဲ့ပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ကဲဟုတ်ပါဘူးအေရီခုတ်ကံပါအောင်တင်ဆက်မဲ့သတင်းလေးကိုပြောပြပေးပါဦး။ဟုတ်ကဲ့ပါအခုတခါဒီအကြောင်းတွင်အတန်းတင်စနစ်ကိုကျင့်သုံးတော့မယ်ဆိုပြီးတော့မြမຫນွေဦးတက်ကတော့ကကြေညာတဲ့အကြောင်းအရာကိုပြောပြပေးပါမယ်။ ကျောင်းသားကျောင်းသူတွေစဉ်ဆက်မပြတ်ပညာသင်ကြားနိုင်ရေးအတွက်ကျောင်းနှင်းအတန်းတင်စနစ်ကျင့်သုံးတော့မယ်ဆိုပြီးတော့မြို့သားညညရေးအစိုးရပညာရေးဝန်ကြီးဌာနအစိမ့်မြင့်ပညာကဏ္ဍမြမနွေဦးတက္ကသိုလ်ကနေပြီးတော့ကြေညာလိုက်ပါတယ်မြမနွေဦးတက္ကသိုလ်အနေနဲ့2020ပြည့်နှစ်မတိုင်ခင်ကတက်လက်စအတန်းတွေအတွက်၄ချိန်တက္ကသိုလ်ဝင်ခွင့်၃ချိန်စုစုပေါင်း9ချိန်တိတိကျောင်းသားကျောင်းသူတွေကိုမြမ Education System MES မှာကျောင်းအပ်လက်ခံပြီးတော့စဉ်ဆက်မပြတ်ပညာသင်ကြားနိုင်ရေးစီမံဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ် အခုကျင့်သုံးမဲ့အတန်းတင်စနစ်မှာဆိုရင်အဲဒီចောင်းသားចောင်းသူတွေလည်းအကျုံးဝင်တယ်လို့နားလည်ရပြီးတော့ဒီစနစ်ဟာဆိုရင်2020မတိုင်ခင်ကကျင့်သုံးခဲ့တဲ့စနစ်တွေနဲ့မတူတဲ့ပုံစံအသစ်ဖြစ်တယ်လို့လည်းသိရပါတယ်။ဒါကြောင့်အတန်းတင်စနစ်ကိုစောင့်မျှော်နေကြတဲ့အောင်စင်းထွက်ပြီးသားចောင်းသားចောင်းသူတွေနဲ့အောင်စင်းကိုစောင့်နေတဲ့ចောင်းသားចောင်းသူတွေအနေနဲ့ကြိုတင်ပြင်ဆင်ထားနိုင်မှုမြန်မာ့ຫນွေဦးတက္ကသိုလ်ကနေပြီးတော့အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ကျောင်းတွင်အတန်းတင်စနစ်ကျင့်သုံးမဲ့အကြောင်းကိုတက္ကသိုလ်ပညာရေးအဖွဲ့စီနေမှာဆုံးဖြတ်ချက်ချမှတ်ခဲ့တာလို့လည်းသိရပါတယ် ကျောင်းနှင်အတက်နှင့်စနစ်ကျင့်သုံးမဲ့အချိန်ကိုတော့ပညာသင်ကာလသတ်မှတ်ချက်ကြီးညာချိန်မှာထုတ်ပြန်မှာဖြစ်ပြီးတော့အခုကျင့်သုံးမဲ့စနစ်အကြောင်းကိုနားမလည်ဘူးဆိုရင်တော့ဘာသာရေးဆိုင်ရာဒါမှမဟုတ်ရင် MNOU Main Telegram Group တွေမှာမေးမြန်းနိုင်တယ်လို့လည်းမြန်မာနေဦးတက္ကသိုလ်ကနေပြီးတော့ထုတ်ပြန်ထားပါတယ်။ဘာသာရေးဆိုင်ရာမေဂျာအပြောင်းရွှေ့တွေနဲ့တက္ကသိုလ်တစ်ခုကနေတစ်ခုအပြောင်းရွှေ့တွေနောက်ကုန်နူးတန်းကျောင်းသားကျောင်းသူတွေအတွက်ကိုတော့အသေးစိတ်ထပ်မံကြီးညာပေးသွားမယ်လို့လည်းသိရပါတယ်ရှင်။ ုတ်ကဲ့ပါကိုရနိုင်နောက်ထပ်သတင်းဘုတ်ကိုလည်းဆက်ပြီးတော့တင်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါခုတကတင်ဆက်ပေးမှာကတော့ဒီမော့ဆိုနောက်ဘက်ချမ်းကစစ်ရှောင်ပြည်သူတွေစာနယ်ရိတ်ခါခက်ခဲဖြစ်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ကရင်ပြည်နယ်ဒီမော့ဆိုနောက်ချမ်းကစစ်ပေးဆောင်စခန်းတွေမှာစားနေရိတ်ခအခက်ခဲဖြစ်နေကြပြီးတော့အကူအညီလိုအပ်တယ်လို့ Josh for ကရားကနေပြီးတော့ထုတ်ပြန်ထားပါတယ်။မြေပြင်ကွင်းဆင်းခြင်းနဲ့စစ်ဆောင်တွေကတင်ပြလာတဲ့အချက်လက်ချင်းတွေကိုကြည်ချင်းအဖြစ်အရင်နှစ်တွေကထက်ပိုးပြီးတော့ခက်ခဲဒုက္ခရောက်နေကြတာကိုတွေ့ရတယ်လို့လည်းဆိုပါတယ်။ လက်ရှိမှာတော့ Jobs for Kaya အဖွဲ့ထံကိုစာတင်လူကိုယ်တိုင်လာရောက်အကူအညီတောင်းထားကြတဲ့စစ်ဆောင်စခန်းပေါင်း၈ခုရှိနေပြီးတော့အဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေအတွက်စာနယ်ရိက္ခာထောက်ပံ့ကူညီလှူဒါန်းနိုင်မှုကြိုးစားသွားမယ်လို့အသိပေးထားပါတယ်။အလူရှင်ပြည်သူတွေအနေနဲ့စစ်ဆောင်ပြည်သူကလေးငယ်တွေအတွက်ဆန်စီဖြစ်စေရမငွေအလှငွေဖြစ်စေပါဝင်လှူဒါန်းပေးကြဖို့ကို Jobs for Kaya အဖွဲ့ကနေပြီးတော့အကူအညီတောင်းခံထားပါတယ်ခင်ဗျာ။โอเคပါအရီခုကမှဆိုရင်တော့ဒီတစ်ပတ်ရဲ့ နောက်ဆုံးတပတ်တွင်းသတင်းကိုတင်ဆက်ဖို့အတွက်ရောက်ရှိလာပြီဖြစ်ပါတယ်။ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့ဘယ်သတင်းအများတင်ဆက်ပေးမလဲဆိုတော့ပြောပြပေးပါဦး။ဟုတ်ကဲ့ပါအခုတစ်ပတ်အတွက်နောက်ဆုံးသတင်းကတော့ပြည်သူ့ပန်းနိုင်တဲ့ Principles of Humanity POH2 ပူးပေါင်းပြီးတော့ IHL အသိပညာပေးသင်တန်းပြုလုပ်ခဲ့တဲ့အကြောင်းအရာကိုပြောပြပေးမှာဖြစ်ပါတယ် ပြည်သူ့ပန်းနိုင်တဲ့ Principles of Humanity အဖွဲ့တို့ပူးပေါင်းပြီးတော့ International Humanitarian Law IHL နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေဆိုင်ရာအသိပညာပေးမျှဝေမှုသင်တန်းတစ်ခုကိုပြုလုပ်ခဲ့တယ်လို့ပြည်သူ့ပန်းနိုင်ကနေပြီးတော့ထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်တနေရာမှာနှစ်ရက်တာပြုလုပ်ခဲ့တဲ့အဆိုပါသင်တန်းကိုတော့ CDM စစ်သားရဲနဲ့မိသားစုဝင်တွေ PDF ရဲဘော်ဟောင်းတွေနောက် CDN အရက်ဖက်ဝန်ထမ်းတွေနဲ့နိုင်ငံရေးတကြွအလှူရှားသူတွေစုစုပေါင်း35ဦးပါဝင်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါသင်တန်းမှာဆိုရင် IHL ဥပဒေဆိုင်ရာအတိတ်ပဲဖွင့်ဆိုချက်နဲ့အခြေခံမူတွေလက်နက်ကင်တိုက်ပွဲတွေအတွင်းလိုက်နိုင်ရမယ့်စံနှုန်းတွေစတဲ့အကြောင်းအရာအချက်အလက်တွေကိုအကြေကြေပြန့်ပြန့်နဲ့ပို့ချဆွေးနွေးခဲ့ပြီးတော့တက်ရောက်လာတဲ့သူတွေကလည်းသိရှိလိုတာတွေကိုမေးမြန်းတာအမြင်ယူဆချက်တွေကိုအပြန်အလှန်ဆွေးနွေးတာတွေကိုလည်းတက်တက်ကြွကြွပြုလုပ်ခဲ့ကြတယ်လို့လည်းသိရပါပါရှင်။ဟုတ်ကဲ့ပါခင်ဗျာ။ Radio NUG ရဲ့တပတ်တွင်းသတင်းတွေကိုနောက်တော့ဆင်ခဲ့ရတာပဲဖြစ်ပါလေခင်ဗျာ။အခုတင်ဆက်ပေးနေတဲ့တပတ်တွင်းသတင်းတွေကိုအပတ်စဉ်တင်းနှင်းတွေနေ့တိုင်းမှာ Radio NUG ရဲ့လူမှုကွန်ရက်ဆာမျက်နှာဖြစ်တဲ့ Facebook page နဲ့ YouTube channel တို့ကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ Radio NUG ရဲ့သတင်းရှင်အပေါင်းတာယာပျော်ရွှင်ချမ်းမြေ့တဲ့နေ့ရက်တွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်